ားပြီးလက်မြေလုပ်ငန်းရှိရပေါ့နော်အဲ့တော့အခု line ပေါ်မှာပြီးလက်မြေကိုဖြစ်တာမန္တလေးဒါပေမဲ့ရန်ကုန်မှာဈေးတွေအရန်တက်တယ်ပေါ့နော်အဲ့လိုမျိုးကုန်တယ်တွေကလည်းဈေးတွေအခုတော်တော်လေးတင်နေကြပြီပေါ့အဲ့တော့ညီမတို့ကကြတော့ဒီကြောက်ဖယ်စိတ်ုံတိုင်းရိုက်ပေါ့နော်စင်မင်းတစ်စိတ်ပါထွေးကတော့ဒီဒီကြောက်ဆယ်ကနေထုတ်တဲ့ဈေးရဲ့ပြီးတော့မန္တလေးကိုရောက်တဲ့ကားကားရဲ့ပြီးတော့အလုံးသမားကြီးရဲ့ပြီးတော့ထွေးတို့ကမတန်စွမ်း ရေပါမီဖြစ်တဲ့အတွက်ကြောင့်မထွေးရတာမတော်ဘူးလို့ထုတ်ပြန်လေငွေရေပေါ့နော်ဆိုရင်18အခုတအိတ်ကို18000နဲ့ထွေးရအခုဟိုရောင်းပေးမယ်ပေါ့ရောင်းပေးမယ်ဆိုရင်ပွဲစားထွေးလုံးဝမရောင်းပါဘူးဟိုပွဲစားကိုလုံးဝမရောင်းဘူးပြီးရင်ကိုယ်စားလှယ်တွေကိုလုံးဝမရောင်းပါဘူးတကယ်ဖြစ်တဲ့သူတွေမှာတကယ်မြေပြင်မှာတကယ်ဖြစ်နေတဲ့သူတွေပဲထွေးလို့ရောင်းပါလေအရင်တော့ကဆိုထွေးလို့အနည်းဆုံး800ကကနေမှ800 400 500အဲ့လိုမျိုးထောင်ထဲချီတောင်းထဲချီထွေးလို့ရောင်းပေးတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ထွေးလို့က ဘယ်လိုအမျိုးသားနဲ့ဘယ်လိုတိုင်ပင်လိုက်လဲဆိုတော့ကိုယ်စလဲလည်းထဲရောက်သွားရင်ဈေးတွေအများကြီးရှိမှာဆိုလို့ထွေးလို့လည်းလုံးဝအမျက်မရှိထားပဲနဲ့ဟိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုတကယ်ဖြစ်တဲ့အိမ်တွေကိုပဲထွေးတရရောက်နေမှာဟိုထွေးစီကိုရောက်လာတဲ့အခါကျရင်ထွေးလို့ရေဝင်ဒီဆေးရမတွေကအိတ်အိမ်ဟုတ်မဟုတ်ဆိုတော့သွားစစ်စစ်ပြီးမှအိတ်အိမ်ကိုပို့အဲ့လိုမျိုးလေးနဲ့ညီမရောက်ပြီးမယ်ဟိုတောင်းချစ်ထောင်နေပဲရောက်ပြီးမယ်လုံးဝဆေးမတက်ပါဘူး ိတ်ုံစည်းတက်မှသာစည်းတက်မှာပါဒီအပြင်စည်းရတော့တွေ့လုံးဝမတက်ပါဘူးရောက်ပြီပါမယ်အခုလက်ရှိရတော့2500ကျော်ရှိတယ်ပြီးရင်ဟိုမှာ4000ကျော်ကျန်ပါသေးတယ်စိတ်ုံမှာတော့4000ကျော်ကျန်ပါသေးတယ်အဲ့တော့ဟိုမတော်လောဘလုပ်တဲ့သူတွေလည်းပြောချင်တာပါမလုပ်ပါနဲ့ဒီချိန်မှာအားလုံးခက်ခဲနေကြတယ်ဟုတ်တယ်ဘာလို့မှလဲငွေပိုရလိုက်တယ်ငွေသုံးလိုက်ခဏလေးကုန်သွားတာလေးတိလားဟုတ်တယ်အဲ့တော့ တို့တွေအကုန်လုံးလည်းပြောချင်တာမလုပ်ပါနဲ့ပတ်စံကအရရောမဆုံးဖြတ်နိုင်ပါဘူးအဲဒီပတ်စံကတချို့ကံတွေကိုဖန်တီးတယ်ပေါ့တချို့ကံတွေကိုပြက်ပြားစီတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့ညီမမလုပ်ပါနဲ့ညီမတို့ကတော့တခါအမျိုးသားနဲ့တိုင်ပင်နဲ့အလုံးရှုံရင်ရှုပ်လိုက်စီစစ်မယ်တကယ်အဲ့ဒီအိမ်ကတကယ်ပျက်စီးလို့ဝယ်တဲ့လူမျိုးပဲညီမတို့ရောင်းမယ်ဆိုပြီးအမျိုးသားနဲ့တိုင်ပင်ထားပါတယ်ကဲကြားလားကုန်စည်နှုံတက်မဲ့သူတွေမြန်မာနိုင်ငံမှာကိုအခုလိုမျိုးမြန်မာပြည်မှာငွေလျင် ဘေးတွေဖြစ်နေတဲ့အချိန်ဒုက္ခရနေတဲ့အချိန်ကုံစင်းနှုတ်တက်ဖို့လုံနေတဲ့သူတွေရှစ်ပြီးတော့လဲတည်လိုက်ပေါ့နော်အဲ့လိုပဲပြောလိုက်ချင်တယ်ပေါ့နော်စကားကြမ်းသွားရင်တော့ခွန်လွတ်ပါလို့ပြောချင်ပါတယ်ဂျပန်မှာငလျင်ဖြစ်တယ်ဗောနော်ဂျပန်မှာငလျင်ဖြစ်တော့ဘာလို့တာလဲဆိုတော့စတိုးဆိုင်နေကိုစားဆိုင်နေက သူတို့ရဲ့ဒီစားကုန်ပစ္စည်းတွေကိုသူတို့နိုင်ငံသားအချင်းချင်းစုပြီးတော့အခမဲ့စားသုံးဖို့တောင်းမှခွင့်ပြုတယ်ပေါ့နော်ကြည်ကြည်နော်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဘာတွေကွာသွားတယ်လဲဆိုတာကျွန်တော်တို့မြန်မာနိုင်ငံကြာရင်အဲ့လိုမဟုတ်ဘူးဒီလိုမျိုးခမဲ့ပေးဖို့နေနေတာတာပေါ့နော်အာတစ်ခုတစ်ခုဖြစ်ပြီးတဲ့ဆိုရဲ့အာဈေးကိုတက်ကြဈေးကိုတက်ကြတာဒါကျွန်တော်တို့မြန်မာပြည်သားတွေအကျင့်ပေါ့နော်အကျင့်တွေပေါ့ဈေးကိုတက်တာအခုဆိုကြားရပါသေးတယ်မန္တလေးမှာ ငလင်လှုပ်တဲ့ခက်ခဲတွေဖြစ်တဲ့ပြင်ဦးလင်ကိုသွားရတယ်ပြင်ဦးလင်ကဘာကြီးလှုပ်လဲဆိုတဲ့ခါကျတော့ပြင်ဦးလင်ကအခန်းငါးသားတဲ့တူတွေကြတော့မလှုပ်လဲဆိုရင်ဈေးကိုအဆမတန်တက်ပလိုက်တယ်တဲ့စဉ်းစားကြည့်ကြည့်ဘလောက်ရှက်ဖို့ကောင်းလဲပေါ့နော်ဒါဂျပန်နိုင်ငံမှာဆိုစဉ်းစားကြည့်နော်ကိုယ်နိုင်ငံမှာဖြစ်တယ်ကိုယ်နိုင်ငံသားအချင်းချင်းဒီစတိုးဆိုင်တို့ဘာလို့စားကုန်ပစ္စည်းတွေကိုဒါအခမဲ့တော်မှပေးပေးစားရတယ်ပေါ့နော်ကြည်ကြည်ဒါအစားအသောက်နဲ့ပတ်သက်ပြီးရင်ဒါလုတ်ပေးတာပေါ့နော် ဆိုတဲ့အခါကျတော့တခါအင်ဒိုနီးရှားမှာကြာတော့ဘာဖြစ်တာလဲဆိုရင်မီးတွေပါလေဖြစ်တာပေါ့နော်အဲ့လိုမျိုးမီးလောက်အာမီးမီးတွေပါလေဖြစ်တယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အိမ်တွေအဆောက်အုံတွေဆုံးရှုံးနေအဲ့ဒီလိုမျိုးဆုံးရှုံးတဲ့အခါကျတော့လေဘာဖြစ်လဲဆိုတဲ့အခါကျတော့တို့ရဲ့နိုင်ငံမှာဒီလိုမျိုးအခက်အခဲတွေဖြစ်နေတယ်ပေါ့နော်ဖြစ်တဲ့အခါကျတော့ အာဗာလဲဆိုတဲ့ခါကျတော့ဒီဆောက်လို့ဖို့အတွက်တာအခက်ခဲတွေဖြစ်တဲ့အတွက်နဲ့ဒီတန်တွေဘာတွေကိုဈေးနှုန်းကိုထက်ဝက်လျှော့ပြီးတော့မှရောင်းချတာဒါကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးဆိုရင်တော့အာဘယ်လိုပဲဖြစ်ဖြစ်ဒီလိုတွေအိမ်ဆောက်ရမှာပဲဆိုပြီးပစ္စည်းဈေးနှုန်းတွေကိုတက်ဘလောက်ရှစ်ဖို့ကောင်းလဲပေါ့နော်မလောက်ကြပါနဲ့လို့ပြောချင်တယ်ဒီအမလေးလက်မရဘူးတော့တကယ်ဆု တောင်းပေးတယ်ပေါ့နော်ဒီအမလေးလက်မရပေါ့နော်တနေ့တခြားကြည့်ပွားတိုးတက်ပါစေဒီထက်မကကိုကျမ်းမာပြီးတော့ဒီထက်မကချမ်းသာပါစေလို့ကျွန်တော်တို့အနေနဲ့ဆုမွေကောင်းတောင်းပေးပါတယ်တကယ်ကိုလေးစားပါတယ်ပေါ့နော်နားထောင်ကြည့်ကြည့်ရအောင်ကြည့်လို့ရပါတယ်တစိမ့်ကြရေပေါ့နော်ညီမရောင်းပေးမယ်ပေါ့အဲ့ဒါတော့ညီမဆင်မင်းတစိမ့်ပေါ့နော်ဟုတ်ပြဟိုဟိုညတ်နေတာပေါ့ရောင်းတာပါမနော်ပွဲစားမလို့ကိုယ်ဆက်လက်မလို့ဥပမာကျွန်တော်က အိမ်ပြန်ဆောက်ရမယ်ဆိုရင်ကျွန်တော်ဆောက်ဖို့အတွက်ဆိုကျွန်တော်ကိုယ်တိုင်သွားပြီးတော့ဝယ်ရမယ်အဲ့ဒီလိုပုံစံမျိုးဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်ဆောက်မယ်ဆိုင်ရှင်ရပို့ပေးမယ်ဆိုဆိုင်ရှင်ကိုယ်တိုင်လာပြီးတော့ကျွန်တော်ဆောက်တာဟုတ်မဟုတ်ဆိုတာကိုတို့စစ်ဆေးမယ်ဘလောက်တိကျလဲဆိုတာကိုကြည့်ကြည့်ပါနော်ကိုရပဲတယောက်တည်းနေပါလို့အခုကတယောက်တည်းနေလူနေ ဒါဒါဒီအဲ့နေရာပဲလေသူအိမ်တွေပြတ်သွားတာလေအိမ်တွေပြတ်သွားတဲ့လူတွေနဲ့စာဦးတွေဆင်းရဲနေတယ်သူတို့လူလိုက်တာဒီနဲ့ကြီးရတာမရှိအောင်မအောင်လေအဲ့တော့စီစစ်ပြီးတော့ရအောင်ပါအဲ့လိုအဲ့တကယ်လို့သူတို့ဝယ်လို့ရှင်တယ်လားယူဆိုတာလည်းတကယ်ဟုတ်မို့စီစစ်ခိုင်းတာလည်းဝယ်သားတွေလည်းတော့များမှုပြောပြီးရေးလိုက်အောင်ကြည့်ကြည့်တော့နည်းဘယ်တော့မှမ ီနေ့လေကိုအိတ်၄သောင်းလောက်ကျန်သေးတယ်ပူပူလေးနဲ့ရောင်းမွေးပဲရင်းလိုက်အိတ်၄သောင်းဆိုကိုစောက်ဘူးဘယ်တော့စောက်လို့ရလဲမတွက်ကြရဘူးအင်းအိတ်ပေါင်း၄သောင်းကျန်လေးပေါ့ရတယ်ပေါ့ဘာလို့ဒိုးလေးထက်တော့ထက်ထက်ရောင်းမွေးမယ်၄သောင်းတော့ရှိတယ်ဟုတ်တော့တကယ်တကယ်ဟိုဖြစ်တဲ့လူပဲဆရာတော့စီစစ်ခိုင်းတာလေမဟုတ်လူတွေလေ ਪਹਿਲਾਂ ਲੈ ਸਾਬ ਕੋ ਆ ਚੀਚੀ ਕੋ ਨਾ ਤੋ ਹੋ ਬੋ ਸੇ ਬੋ ਸੇ ਲੋ ਤੂ ਟਕੇ ਪੁਦਾ ਦੇ ਮਿਆਉ ਨੂੰ ਲੋ ਟਕੇ ਸੋ ਪੁਦਾ ਸੋ ਲੋ ਆ ਮਿਆਉ ਨੂੰ ਪੀ ਲੈ ਲੋ ਜੇ ਟਾਈ ਮੇ ਲੋ ਅਸਾਈ ਹੋ ਤੋ ਜ਼ੀ ਨੇ ਹੂੰ ਬਾਰੇ ਕਾਲਾ ਯਾਉ ਜ਼ੀ ਬੋ ਨੋ ਆਈ ਜ਼ੀ ਨੇ ਬੀ ਲੈ ਕੋ ਹੋ ਆ ਕੇ ਜ਼ੀ ਟੈਫ ਹੋ ਲੋ ਨੀ ਦੇ ਤੂ နော်မရှစ်ဘူးလားပေါ့နော်အခုဆိုလို့ရှိရင်အိမ်ဆောက်ဗီလန်မီတွေတန်နေတာဈေးတက်နေပြီး ရန်ကုန်ဒီမှာဆိုလို့ရှိရင်ဈေးတက်နေပြီဆိုတာတွေကိုဒါတည်နေရထွက်လာရတယ်ဘလောက်ရှိဖို့ကောင်းလဲပေါ့နော်ကိုယ်နိုင်ငံသားချင်းချင်းကိုယ်နိုင်ငံမှာတကယ်နော်ဒုက္ခဖြစ်နေတဲ့အချိန်ခါမှာအဲ့ဒီလိုမျိုးတွေမလောက်ကြပါနဲ့လို့မေတ္တာရက်ခတ်ပါတယ်ပေါ့နော်ဖြစ်နိုင်နေဆိုလို့ရှိရင်ကိုယ်အရင်လဲမရှိကိုယ်အိတ်ထဲရလဲမပအောင်ပေါ့နော်အမြတ်တွေကိုမယူဘဲနဲ့အရင်တိုင်းလေးပဲပြီးရောက်ကြပါလို့ကျွန်တော်တို့အနေနဲ့မေတ္တာရက်ခတ်ပါတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကြားရတာကတော့ ဒီအကူကြီးလက်မရကတော့တကယ်ကိုမှလေးစားရတယ်ဒီထက်မကလည်းကြီးပွားပါစေဒီထက်မကလည်းချမ်းသာပါစေကြံတိုင်းဆောင်လို့လုပ်ငန်းတွေလည်းဒီထက်မကအောင်မြင်ပါစေလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာโอเควิดีโอလေးရတော့ဒီလောက်ပါပဲလို့ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံကြည့်ကြမယ်เนาะဗီဒီယိုလေးတွေကိုကြည့်ရှုပြီးသွားရင်လည်းအားပေးခဲ့ကြပါဦးလို့ပြောချင်ပါတယ်ဘယ်လောက်နေနေလို့ရเนาะ Okay, bye bye.